ခုရောက်နေတဲ့နေရာတော့ Novo တဲ့မှာကျင်းပပြုလုပ်နေတဲ့တကယ်တရုတ်ပြည်ရဲ့တကယ်ဂုံအရှိဆုံးကား brand တစ်ခုဖြစ်တဲ့ Hongqi ရဲ့ SKD launching ပွဲပေါ့နော်ကားနှစ်စီး launching ပွဲကိုရောက်နေဖြစ်ပါတယ်ဆိုတော့ SKD ရဲ့မှာကျွန်တော်အသိဆုံးသိတော့တော့ great လဲအပြည့်ဆုံးပဲပြီးတော့ engine လည်းအကြီးဆုံးပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ကားနှစ်စီးကိုအထဲမှာ launching ပွဲပြုလုပ်နေပါတယ် Hongqi brand ကလူတွေလည်းတော်တော်စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်ပြီးတော့ SKD brand ဖြစ်တဲ့အတွက်တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ကဲတော့ကြည့်လိုက်ရအောင် ဆီယမကြီးကကျွန်တော်တို့ရိုက်ပြီးမှဖြစ်ပါတယ်လို့ကျွန်တော်ဝင်နေရတော့ Honchi HQ9 ရဲ့ driver C ကိုထိုင်နေဖြစ်ပါတယ်ဆက်စီးနေရတော့လုံးဝတကယ်ပြောရရင်တော့ luxury ဆန်လဲပေါ့နော်ဒီ NLC ပုံစံကတော့အနောက်မှာပို့ပြီးတော့ဆန်ပါတယ် Honchi HQ9 ရဲ့အလဲကောင်မှထိုင်နေဖြစ်ပါတယ်တော့တကယ်ကိုလုံးဝ အာပြောရင်တော့ alpha ထက်တော့မှာပို့ပြီး features တွေများသေးပေါ့နော်တကယ်လို့လောက land နဲ့ features တွေကဒီဟာလေးပါဆိုအဲ့ cloud လေးကိုနှိမ့်လိုက်မယ်ဆိုရင်သွားလို့ဝင်သွားတယ်ဘာလို့ဆိုကြောအပြန်နှိမ့်လိုက်ဘေးကလို့ပေါ့နော်ဆိုတော့အဲ့မှာ master တွေချိန်လို့ရတယ်အာ master ကိုဘယ်လောက်ပြင်းထန်လုပ်ချင်လဲပေါ့နော်အာပြီးတော့ aircon ဒီဘေးကဒီ ambient light တွေအကုန်လုံးလည်းအဲ့ဒီကချိန်လို့ရတယ်ဆိုတော့ခုတော့ကျွန်တော် master ခံနေရပေါ့နော်ပြရဲ့ alpha ထဲမှာဒါပို့ပြီးတော့အရှင်းနောက်တွေပါအကုန်လုံးဒီမှာ motor ပါတယ်ဆိုတော့ဒါနှိပ်လိုက်ပြီဆိုရင်အဲဒါလို့

ရှိပါတယ်။ကြည့်တော့ထုံးစံတိုင်ဖွင့်မယ်ဆိုရင်တော့အာ remove ကနေလည်းနှိပ်လို့ရတယ်၊ဒီကနေနှိပ်လို့ရပါတော့။ဆိုတော့အထဲမှာတော့ပစ္စည်းကဒီခေါင်းလေးထောက်လိုက်ရဆောက်ရမယ်ဆိုပစ္စည်းအများကြီးဆက်အောင်မယ်။ရှင်းလင်းတော့ဆိုလို့ adjust လေးလုပ်လို့ရတယ်ပေါ့နော်။ motor နဲ့လုပ်လို့ရတယ်ဒီမှာ။ဆိုတော့ that great တော့ပြည့်ပါတယ်လို့ပဲပြောမှာပဲ။ engine က2.0 turbo နဲ့လာတယ်။ဆိုတော့2.0 turbo ဆိုတော့ပြောရရင်တော့အာဒီ SKD ရဲ့မှာ engine က ကြီးရဲ့တည်းမှာပါတယ်ဒါပေမဲ့သူနောက်ထပ် launching လုပ်ပြီးရနောက်တစ်ခါတစ်စီးရဒီထက်ပိုကြီးရဲ့3.0 V6 super charge နဲ့အဲ့ဒါတော့ HS7 uh mid size SUV ဖြစ်ပါတယ်ဆိုတော့အဲ့ကအကြောင်းသွားကြည့်ရအောင် Okay ခုလောဆယ်ကျွန်တော်ထိုင်နေရတော့ Hongqi HS7 ရဲ့ mid size SUV ပေါ့နော်ဆိုတော့ grade ကတော်တော်ပြည့်ပါတယ်ဒါပေမဲ့ဒီကားမှာလုံးဝ2ပါ ူးစမ်းတာအင်းကြီးထူးစမ်းတယ်ဆိုတော့ SKD နေနဲ့ထူးစမ်းတယ်ဘာလို့လဲ SKD နေနဲ့မှာ3.0 V6 ကိုမှ super charge နဲ့ပေါ့လို့မြင်းကောင်ကြီးက300ကျော်ထွက်တယ်300နဲ့အာ20လားကျွန်တော်မြင်းတို့မိပါရဲ့နော်အဲ့လောက်တောင်ထွက်တယ် so okay ထားပါတော့ talk ကတော့တော်တော်များတယ်ပေါ့နော် so ဒီမှာအာဒီက grade 3မျိုးပါဒီကောင်ကတော့ alert grade ပေါ့နော် so ဒီဒီကောင်က alert grade က short bar တွေကအာ48နေတယ်ပြောအဲ driving mode တွေထူးစမ်းတယ်ဒါပေမဲ့ထူးစမ်းတယ်ဆိုတာပြောရင်တော့အဲ SKD ရဲ့မှာ grade တော်တော်များတာကိုပြောချင်တာပါ ဆိုဒီမှာအများကြီးပဲပေါ့နော်ဆို ego comfort sport off road sand snow အပြည့်အဲ့ဒီကတော့ကိုပေါ့ချိန်မှာဆို auto အကြောညာနေရတော့ဖုန်းမဲဖောက်တဲ့အစီအစဉ်ဖြစ်ပါတယ်ဆိုတော့ဒီမှာပြည်သက်တွေလည်းအများကြီးပဲဆိုတော့လူရဲ့အဲ့ဒါကိုတော်တော်ကြည့်ကျင်နေကြပါဘောနော်ဗာ iPhone တွေရော Samsung တွေရောဖုန်းကအလုံးလေးသုံးကန်ငါးလုံးလောက်ရှိတာကိုအများကြီးပဲသွားလိုက်တော့မယ်လေအခုပဲ017နဲ့မဲကဟိုကဘယ်လိုကြည့်ရမှာလဲဟုတ်တယ်မှာ ပြီးတော့နောက်ထပ်ကြိုက်သွားတာခုံခုံကဒီဒီဟာအဲ့လိုကွေးလို့ရရပေါ့နော်အဲ့ကွေးလို့ရတဲ့ features ကကျွန်တော် range rover မှာစတွေ့ရဆိုတော့အဲ့ features ကဒီကောင်မှာပါတယ်ဆိုတော့ဒီအကွေးတွေကနောက်ထိုင်ပုံမှာလည်းပါတယ် ဆိုတော့အဲ့ဒါ drone mic တော့ခုန HQ9 မှာတော့မှရှေ့ထိုင်ကုန်မှာပါဘူးဆိုတော့ဒီရှေ့ထိုင်ကုန်မှာပါတယ်ဆိုတော့အဲ့ဒါကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်ပြီးရင်နောက်ထိုင်ကုန်တွေမှာလည်းအဲ့လိုပါတယ်ပြီးတော့ leather leather features တွေလည်းတော်တော်မြင့်တယ်ပေါ့နော် grade ကဆိုတော့ဒီကဲဈေးကတော့ကျွန်တော်ထင်တယ်ဈေးတော့များမယ် H ဒါပေမဲ့ဒီထက်ကိုဟိုဘက် HQ9 ဈေးပိုများမယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့အာဈေးကတော့ရှိရပေါ့နော်ဆိုတော့ဒါပေမဲ့ဘလူးဝဲဖြစ်ဖြစ်ဒီကဲ driving mode ကတော့တော်တော်ကောင်းမယ်လို့ထင်ပါတယ် driving feeling ကပေါ့နော်ကြည့်ရတော့ဒါပါပဲကျေးဇူးတင်ပါတယ် ခုရဲ့ friendship တွေရဲ့ထဲမှာပါဒီကောင်ကတော့ meet up မဟုတ်တော့အဲ့တော့သူစမ်းတယ် meet up မဟုတ်တာပြန်သူစမ်းသွားရင်ဒါဘယ်ရောက်ဖွယ်အောင်ဒီမှာခလုတ်ဆိုတော့ဒါနှိမ့်လိုက်ပြီဆိုရင်သူကဒီမှာနေရာတော်တော်ကျဲတယ်ဆိုတော့သူက great တုံးမျိုးရှိတယ်အမြင့်ဆုံး grade မှာ9ယောက်စီးလာတယ်ဆိုတော့9ယောက်စီးလာမှာဖြစ်တဲ့အတွက်ဒီမှာခုံနှခုံထက်လာမှာဖြစ်တဲ့အတွက်အာနေရာအကျယ်ကြီးလုပ်ပေးတာပေါ့နော်ဒီကောင်ကတော့ great အမြင့်ဆုံးမဟုတ်ဘူးအလေအလတ်ပေါ့ ဆိုဒီဘက် grain နည်းနဲ့ကောင်လဲ9ယောက်စီပဲဆိုတော့9ယောက်စီမှာနောက်မှာပစ္စည်းအများကြီးဆန့်တယ် okay ဆိုအဲ့ဒါတော့မိုက်တယ်ပြီးတော့ grain အမြင့်ဆုံးကဘာဖြစ်သွားမလဲဆိုရင်အာအလဲကဒီ mid row မှာ TV နှလုံးပါလာမယ်အာ9ယောက်စီပြသွားမယ်အာ grain အမြင့်ဆုံးဒါတော့အလဲအလက်ပေါ့နော်အလဲလက်ကတော့ဒီတိုင်းပဲအခုဒါကအလဲလက်ဒီထက် grain နေဝိုင်းတော့ short bar တွေကလေးမဟုတ်တော့ဘူး spring ဖြစ်သွားပြီနိုင်ရဲ့ဈေးကတော့လောကလမ်းပါတယ်ပေါ့နော် အာ9000ကိုနဲ့90ဒါပေမဲ့ဒီနေ့ပွဲမှာတော့လာရင်တော့သူက cashback အများကြီးရှို့ပေးပါတယ်ဆိုတော့ဒီနေ့ပွဲကအခုပြီးသွားပြီဆိုတော့9000ကိုက90 plus plus နဲ့စပါပြီဈေးကတော့ SKDA မှာကျွန်တော်တီးတဲ့တော့ဒီကောင်ဈေးအများဆုံးလို့ပြောလို့ရပါတယ်ပြီးတော့ဟိုဘက်မှာတော့ H7 ကတော့3990 plus plus လို့ပြောပါတယ်ဆိုတော့အဲ့ကောင်က grade 3မျိုးရှိရပါတော့သူထက် grade မြင့်တဲ့ကောင်ဆိုတော့အဲ့ထက်ဈေးကြီးမယ်အဲ့ထက်နည်းနည်း grade နည်းတဲ့ကောင်ဆိုတော့နည်းနည်းလေးဈေးသက်သာမယ်ကဲတော့ဈေးကတော့အဲ့ပဲဖြစ်ပါတယ် ကဲခုလောလောဆယ်တော့ပွဲရပြီးပါပါပြီကဲဆိုဒီ Home G H7 နဲ့ H2 နဲ့ကိုခုဝယ်ရင်တော့ဝယ်လို့ရပါပြီ Desk section ပေါ့နော်ဆိုတော့ Desk section မှာတော့လူကြီးလူကောင်းတွေကတော့ပြန်သွားပြီခုကလေးပဲချက်မှာတော့ရယ် VR နဲ့ကိုဝိုင်းလားမသိဘူးကဲစောင့်ကြည့်ပြီလို့အများကြီးကျေးဇူးတင်ပါတယ်ဒါပါပဲတက်တာ Okay